င်တိုင်းဖြစ်ဓမ္မပါ ချင်းလေးတန်ခါတော်နဲ့2560နဲ့ကုန်ကုန်မြန်မာဘာသာတက္ကရာ1380နဲ့ကုန်ကုန်ခရီးနဲ့2025နိုဝင်ဘာလ15ရက်မင်္ဂလာရှိတဲ့နေ့နဲ့ခင်ဗျာမြန်မာနိုင်ငံရှမ်းပြည်နယ်ရန်ကုန်မြို့တောင်ကလပါမြို့နဲ့အင်ဒိုစီတီနိုင်ငံရောမြန်မာပြည်ရန်နာဘူးရဲ့အိမ်ဒီဟာတင်ပါ မင်းသမီးရဲ့မွေးနေ့ရောပါလားဟုတ်ပါဘူးပြောတယ်နော်မွေးနေ့ထိတ်အမတ်ကုသိုလ်ကောင်းမှုပြုတဲ့ပွဲဒီပွဲမှာအားလုံးကြုံလာဆုံးလာကြတဲ့ကုသိုလ်တို့တန်ត្រာဆွေတော်မျိုးတို့တန်ត្រာဆွေတော်မျိုးတို့များကိုကုသိုလ်တို့ရှေးဥစွာကောင်းချီးပြုဆုမွန်အောင်တောင်းပေးနော်ဘုရားအထူးပွဲလေးတွေကြုံတိုင်းကြုံတိုင်းမှာကောင်းချီးပြုဆုမွန်အောင်တောင်းပေးဒီနေ့မွေးနေ့အကြောင်းပြုပြီးတော့ဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့်ဝန်ရှင် မင်းသမီးရတနာကုန်နဲ့အလုံးအကျိုးဆောင်များအလုံးစုံပြုလုပ်များဓမ္မမိတ်ဆွေများကိုရှေးဥစွာဆုမွန်မှပြုချင်တာကမွေနေ့အကြောင်းပြုမြတ်ပေါင်းမှုတောင်းစုပြပါစေ။ပါတယ်လေ။နောက်ပါဘုဒ္ဓဥစ္စာနာဘာမျိုးလဲတောင်းကလာဘာမျိုးလဲဥစဉ်ရလေတောင်းကလာဘက်တစ်ခွင်တရားဟောတိုင်းဟောတိုင်း တောင်းကလာတခုမှာဦးဇင်းကစွမောင်းအောင်တောင်းပေးတယ်ဥက္ကလာတွေအထုတ်ပါလာစေဥက္ကလာတွေပါလေလေအထုတ်ပါလာစေရေရှိဥစွာစွမောင်းအောင်တောင်းပေးပြီဒီနေ့အမတ်တရဘဝလက်ဆောင်ဓမ္မလက်ဆောင်ပေးမယ်ခေါင်းစီလေးဥစွာနဲ့ねရှရနာရှာဖို့တော့ဟမ်ရှရနာဘာလဲလေမတူနာမယ်တဲ့ပတ္တနာလေးခေါ်ပြီးနော် ပါရှာမယ်လေစေရနာရှာဖို့လို့စေရနာဆိုတာနဲ့ပတ်သက်ပြီးတော့စေရနာ2မျိုးရှိတယ်လောကီယေရနာနဲ့လောကုတ္တရာယေရနာဘာလဲပါလဲလောကီယေရနာလောကုတ္တရာယေရနာလောကီယေရနာရှာဖို့ရတော့ဒီစီရောမျိုးတို့ဒီအားလုံးကြွန်ပြီးတာမျိုးလို့အထူးမပြောတော့ဘူးဦးဇင်းတို့လောကုတ္တရာနဲ့ဆက်တဲ့ယေရနာကလည်း2မျိုးရှိတယ်အဲ့ဒါကိုကနော်ခရယာယေရနာ တရားယရဏတန်တာယရဏယေဟောလောကုတ္တရာနဲ့စတဲ့ယရဏဘယ်နဲ့ပြောလဲသုံးမျိုးပါလိမ့်မယ်တရားယရဏယေတရားယရဏယေတန်တာယရဏယေယရဏသုံးမျိုးရှိတယ်အဲ့ဒီယရဏဆောင်းအားတွေကိုဘယ်လိုရအောင်ရှာမလဲဥဒင်ပါဟိုပြီးခဲ့တဲ့ကိုရည်နေပြဘာရေးစီနေတာတရားဟောမနေ့ကကြာရွှေဘုံမှာ ်ဦးသိတည်ထောင်ထားတဲ့ဓမ္မပါဠိဖောင်ဒေးရှင်းကြီး၁၇ပြည့်ပွဲမနေ့ကရွှေဘုံမှာဦးသိန်းလေးမနက်9:00နာရီကျော်လဲကစသည်ဒါကိုတော့ရောက်ဖို့လာဖို့အထက်ပြည့်စရာတယ်ရောက်ပြည့်တယ်အဲ့ဒီမနက်9နာရီကျော်တည်းက၄နာရီလောက်ကြည့်အထက်ပြည့်စရာကတနေ့ဦးတရားထားတယ်။အဲ့လိုတရားထား။ပြီးတော့၄နာရီကျတော့ဟောက်ဝင်စင်းနေစင်းလာပြီးတော့အများပြည့်တက်နဲ့တွေ့ပြီးတော့မဟာဝိဇ္ဇယနဲ့တခါတိတ်တိတ် ဒိဋ္ဌိတင်ပြီးတော့ပြီးတော့ရှင်တဘုံရှင်းမြင်တော့မှပြန်လာပြီးတော့ရှင်းမြင်တော့မှတခါဓမ္မစကြာယုတ်တရားအားထုတ်တခါတရားထိုင်တယ်ညခုနိုင်ကြောင့်ပြန်လာမနေ့တနေ့ကောပေါ့အမျိုးသားနေ့ဦးစင်းရဲ့ဖောင်ဒေးရှင်ဦးစင်းမှာသာသနာပြုအားလုံး16ဖွဲ့ရှိအဲ့ဒီ16ဖွဲ့လုံးယူပေါင်းထားတာဓမ္မပါဠိဖောင်ဒေးရှင်အင်္ဂလိပ်လိုပြောဆိုရင်ဓမ္မကဒီပါဠိကဒီဖောင်ဒေးရှင်းအဒီပီအက်ဖောင်ဒေးရှင်းရဲ့ဗလနစ်ကြီး စတနေပြေးပွေးနော်ရွှေဘုံမှာကြားပြရတယ်ဒါကြောင့်ဦးဇင်းဆွေတော်ပြောတော်လေးလည်းအဲ့ဒီလိုခရားဒီဇီတီတွေကိုရောက်တဲ့အခါကျရင်အဲ့ဒီဖရားဆွမ်းအားတွေအဲ့ဒီဖရားတခွင်မှာရှိတဲ့အဆောင်ရှောင်မမျက်နှာပေါ်နေရဆွမ်းအားတွေကိုရအောင်ရှိပါဘလို့ယူမလဲဆိုယူလေးလေးပြောပြခဲ့လိုက်ဆိုကြည့်ရွှေဘုံနမူနာပြတယ်နော်ကဲလိုက်စရာကြရွှေတကုံဆွမ်းအင်းသိတိတင် ်ဒိဋ္ဌိရှင်တွေဖြစ်ပါစေရှိရကုန်စွမ်းအင်းဒိဋ္ဌိတင်ဒိဋ္ဌိရှင်တွေဖြစ်ပါစေဟွငါကိုရှေ့အဲ့ဒါဖះစီဒီဒီရောက်လဲရောက်လဲအဲ့ဒီဒိဋ္ဌိရှိရကုန်စွမ်းအင်းဆိုရှိရကုန်ရဲ့စွမ်းအားတွေကိုအားလုံးပြလိုက်နော်အဲ့ဒါပြီးသွားတော့တိတိတင်ဆိုတာအဲ့ဒီစွမ်းအားတွေကိုစီကိုဆွဲကြည့်လိုက်တိတိရှင်တွေဖြစ်ပါသေးတယ်ဆိုတော့ကျန်တဲ့သူတွေကိုပါမြင်တာပို့လိုက် ဒါဆိုတော့ဂုံတော်ပွားတယ်သိတိပွားတယ်မေတ္တာပွားတယ်ခုနှစ်ချက်လေတစ်ချက်ခုခုနှစ်ချက်ပြည့်အေးအဲ့ဒါဖရာဆွားရီဖရာရီရောက်တဲ့ရောက်တာနော်ဘုရားမြန်မာနိုင်ငံဖရာရီရောနိုင်ငံခြားဖရာရီရောဘုရားကြီးရာရီရောရောက်ခုလားပြန်ကျန်တော့ဘုရားကရမရဖြစ်သေးဘူး။အဲအဲ့ဒီလေ။အဲဟုတ်ပြီ။ဦးဇင်းအဲ့ဒါဘုရားကရသွားရင်အဲ့ဒါတရားစခန်းမှာထိုင်ခဲ့ရတယ်။အဲ့ဒါဦးဇင်းဘုရားကရပြီးသွားရင်တရားစခန်းသွားတော့ ဒါကဖရားရည်မှာရှိတဲ့ဆွမ်းအားတွေရှိနော်ဒါဖရားရည်ရနာဆွမ်းအားရှိနောက်တော့တရားရည်ရနာဆွမ်းအားတွေကြောင်းပြီးရှိပါဘူးအခုတော့ကြောက်ကြီးစရာတော့ပြောသွားတယ်ဘာဝေးတယ်ဟဲ့တူဝေးခုနကြောက်ကြီးစရာတော့ပြောတယ်ကလည်းစီးပါလဲရှာပါလဲရှာစီဝါလဲရှာတရားလဲရှာဘာဝေးတယ်လဲတောင်ကြီးပြောတယ်အဲအဲ့ဒါတရားရှာနေတဲ့အနှစ်ချုပ်ပြောပြနော် အဲ့ဒီတရားယရဏကိုယရဏကိုဘလို့ရှာမလဲဆိုရင်နော်တရားယရဏကိုရှာခြင်းဥဒ္ဓဥပမာလေးအရှင်တော်ပြောရရင်ပုံသည်ပုံသည်ပုံသည်ရဲ့ဘုအထဲထဲမှာပါရှိပုံသည်အဲ့ဥယေရှိအဲ့ဒီပုံရည်ကိုရခြင်းရင်အကန့်တောင်းထက်ခွာနံပါတ်1အပေါ်မှာပါရှိအုံးစံဖက်ရှိအဲ့ဒီအုံးစံဘက်ကိုခွာမြဲကဲအုံးရည်ရရပါသွားတွေ့ အဲအုံမဖတ်ပါဘူးတခါအဲ့ဒီအုံမဖတ်အမာယုတခါထပ်ထားရှားပြီတာပုံနေပါတော့တွေ့အုံဒီအသားတခါတခါအဲ့ဒီအုံဒီအသားကိုပါတခါထပ်ခွာလိုက်မှာမင်းမင်းပုံအကြမ်းမှာပါတော့တွေ့အဲအုံကြီးရအစွေရင်ဦးစင်းတို့ပုံကြီးကိုရကြည့်ရင်အကာသနထပ်ခွာတော့ထပ်ခွာအဲ့ဒီအတိုင်းပဲ ဥစဉ်တို့လည်းဘဝမှာတရားယရဏကိုရကြင်အကတုံးထက်ခွာတစ်ကဘာခွာလဲဆိုရင်လေတစ်ကကိုကိလေသာလို့ခေါ်တယ်တနည်းပြောရင်ခန္ဓာကိုယ်ကြီးနဲ့မကောင်းမှုလို့နော်အဲ့ဒီခန္ဓာကိုယ်ကြီးနဲ့မကောင်းမှုလို့တဲ့ဥစ္စာဆိုရှောင်နိုင်မယ်ခွာနိုင်မယ်ဆိုရင်အဲ့ဒါဘာရမလဲဆိုရင်သီလယရဏကိုရတယ်ဘာယရဏရ အဲ့ဒီတိလာယရနာကိုရတဲ့သူတွေဟာဒီဘဝသိပြီးရင်လောကတော်တော်အပယ်လေးပါးမကြတာဆွေးကြအပယ်လေးပါးကြားကြတာဟာဒီငရေတဲ့တသိစံနဲ့ပိတ်တာတဲ့ဘယ်တော်လာပဲတော်လာအဲ့ဒီအပယ်လေးပါးတော်တော်မကြတာဒါဆိုရင်ဘယ်ရောက်လဲဆိုရင်အဲ့ဒီတိလာယရနာကိုရထားတဲ့သူတွေဟာသိပြီးရင်များတော့ပြီးလူပြည်နဲ့လက်ပြီးတနေရ ံပါတ်1ဘာယရဏလဲသီလယရဏလို့ခေါ်သူကြတော့ဘာကိုခွာပြရတာလဲခန္ဓာကိုယ်ကြီးနဲ့မကောင်းမှုလုပ်တာကိုခွာပြခန္ဓာကိုယ်ကြီးနဲ့မကောင်းမှုမလုပ်ပြအောင်ထိန်းတာပြန်နောက်နံပါတ်2ကကြတော့စိတ်နဲ့မကောင်းမှုလုပ်တာကိုခွာတယ်နံပါတ်2ဘာကိုခွာစိတ်နဲ့မကောင်းမှုလုပ်တာအဲ့ဒါဆိုရင်ဘာယရဏရမှာလဲဆိုရင်တမာတိယရဏဘာယရဏလဲတမာတိယရဏ ်ဇေဒနာကိုကြားဖို့ကတမာတိပမာတိဆိုစိတ်ဆွမ်းခြင်းအဲစိတ်နဲ့မကောင်းတဲ့စိတ်တွေကိုဖယ်လိုက်တော့ကောင်းတဲ့စိတ်တွေကျွမ်းအဲ့ဒါစိတ်ဆွမ်းခြင်းကတော့ပမာတိဆွမ်းတာပေါ့အဲ့ဒီလိုပမာတိဆွမ်းခြင်းကိုရမယ်ဆိုရင်တခါတော့ကိုယ်ကတဲ့ဒီလူတွေကသိရင်ဇမပီရောက်တယ်ကြားဘူးလားဇမကြီးလေးကြားဘူးပါဘယ်နဲ့တက်ပြီးအစင်းပြန်တယ်ဇမပီရောက်တယ်အဒုတိယမြောက်ရတယ် တတိယမြောက်ယေတနာကတော့ဒီသူဘာဟုတ်ခွာမလဲဆိုရင်အတွင်းကိတ်ကိလေသာလေခေါ်သူကလေဟိုချောင်းကလောင်ထဲမှာကပ်နေတယ်နောက်ဆုံးအဆင့်အဲ့ဒီကိလေသာမကောင်းတဲ့ဥစ္စာကလေတော်တော်အဆင့်ပြင်းတယ်ဥပမာပေးရရင်ဒီလိုရံမိကျစ်ဘူးလေရံမိကျစ်ဆန်ပြီးမတိုက်ခင်မှာမီးတွေ့ရတယ်တွေ့ရအဲ့မတိုက်လိုက်ရင်တော့ဘာလေးပွင့်တာအဲအဲ့ဒီအတိုင်းလေတတိယမြောက်မကောင်းတဲ့စိတ်ပါလေချောင်းကလောင်ထဲမှာကပ်နေတယ်တောင်းတောင်းမသိဘူးနော် အဲ့ဒီဥစ္စာကိုခွာနိုင်မယ်ဆိုရင်တဲ့ကကိုကြောင့်အဲ့ဒါကြောင့်ပညာယရဏကိုရတယ်ဘာယရဏအဲ့ဒီပညာယရဏကိုရတဲ့ပုဂ္ဂိုလ်ကတော့ဒုက္ခတွေအားလုံးချုပ်ရင်းပြီးတော့ကြားကုန်တာနိဗ္ဗာန်ဟမ်ဒီကကိုနိဗ္ဗာန်ကြားကုန်အဲအဲ့ဒါနိဗ္ဗာန်ကိုရခေတ္တဆိုတော့ယရဏကနေမျိုးတယ်တိကသီလယရဏတော့ဘာကိုခွာမှတွေ့ အဲကိုယ်နဲ့မကောင်းမှုလုပ်တာတွေကိုရှောင်မှသီလရတနာကိုတွေ့မယ်။သီလရတနာကိုတွေ့ရင်တောင်းတောင်းပဲမကြတယ်။ဘယ်အပင်မကြတယ်။သင်္ေဘေကိုရောက်မယ်။လူပြည်ရဲ့မိပြည်ရဲ့တမန်ရရောက်။အဲဒါတော်တော်လေးနားလည်ပါနော်။နောက်နံပါတ်2ကဘာကိုခွာမလဲ။မကောင်းတဲ့စိတ်တွေအဲ့ဒါကိုခွာရမယ်။အဲ့ဒါဆိုရင်ဘာရတနာရမလဲ။တမာတိရတနာကိုရ။တမာတိရတနာကိုရရင်နံပါတ်3သင်္ေဘေရ။အဲဒီမှာဒီဖြစ်မှာကြီးဖြစ် အဲနောက်နံပါတ်3မှာတော့ခွာမှာလေအတွင်းကိတ်ချောင်းကလောင်ထဲမှာကန့်နေတဲ့မကောင်းတဲ့အရာတွေကိုခွာမယ်အဲ့ဒါကိုခွာရင်ဘာယရဏယပညာယရဏကိုရပညာယရဏကိုရရင်ခေရဟမ်ဆိုရင်စနေပါရကဲဒါတော့တရားနဲ့ပတ်သက်ပြီးတော့ယရဏကနေမျိုး3မျိုး3မျိုးဟောဒီဟာတွေ့ဘူးလားဟမ်ဒီဥစ္စာ တူပါရဲ့ဘုရားဘယ်မှာတွေ့ဘုရားတရားတွေဘယ်လိုလဲဗျာဘောဒါဆိုတရားနဲ့မဟုတ်ဘူးပဲဒီလိုအခုလေယနာဘုလို့တွေ့ဘူးတဲ့ဆက်ဝိုင်းကလွန်ခဲ့တဲ့90ကျော်ကကျေးဇူးတော်ကြီးဘုန်းကြီးဆရာတော်ဘုရားကြီးတည်ထားတဲ့မိုးကုတ်ဆက်ဝိုင်းအခုဒီအရှင်းမှာတွေ့နေရတာကဥစဉ်တည်ထွင်ထားတဲ့ဓမ္မစကြာဆက်ဝိုင်းဆက်ဝိုင်းခြင်းနဲ့တွေ့ရတယ် ဝိုင်းနာခြင်းတရားခြင်းနဲ့တူမုဂုဆရာတော်ဘုရားကြီးကပဋိစ္စသမုပ္ပါဒ်ကိုထွင်ဦးစင်းရဉာဏ်ဆက်တာကိုထွင်နောက်တခါခေတ်အနေနဲ့ပြောမယ်ဆိုရင်မုဂုဆရာတော်ဘုရားကြီးက20ရာစုဖြစ်ဘုံဘဝ20ရာစုဖြစ်နောက်တခါမုဂုဆရာတော်ဘုရားကြီးရဲ့ဆက်ပိုင်းကအကွက်၄ကွက်ရှိဦးစင်းရဲ့ဆက်ပိုင်းကအကွက်၃ကွက်ရှိဘာလို့လဲ၃ကွက်ရှိဟောရေရနာဘုရားကရေရနာ၃ကွက်ရှိတယ် မြတ်စွာဘုရားရဲ့တရားတွေအားလုံးကဘုရားကြားကြတာ၈ပေါင်းကြီးတယ်အဲ့ဒါကိုအကြီးချုပ်လိုက်ရင်၃မျိုးသီလရယ်ပမာတိရယ်ပညာဘယ်နှမျိုးရှိလဲအဲ့ဒီ၃မျိုးကိုဘုရားအခြေခံပြီးတော့ဓမ္မစကြာဆောက်ပါတချို့ကဥပမာမေးကြတယ်ဆရာတော်ဘာဖြစ်လို့တရားတွေဒီလောက်အများကြီးရှိနေသေးတယ်ဓမ္မစကြာဥစားပြီးထွင်လာတယ်ကြားလို့ကတရားတွေအားလုံးနဲ့မှာလက်ဆောင်ရဘယ်တရားအရင်ကတော့ဟဲ့ဟုတ်တယ် အဖေမြတ်စွာဘုရားကဓမ္မစကြာအရှင်ဆုံးခေါ်တော့မားတော်ဖြစ်တဲ့ဓမ္မပါဒကလည်းဓမ္မစကြာအရှင်ဆုံးတည်ထိုင်နောက်တစ်ခုကအဲ့ဒီဓမ္မစကြာကိုဟောပြီးတာဝါဇုနာပြည်တော်လေးရနေမြတ်ကြားဘူးကြနော်အနတ္တလက္ခဏာတုတ်ဆိုဒုတိယမြောက်ပုတ်ကြီးကိုခေါ်တာကဝါဇုနာပြည်တော်ငါးရနေမြတ်ဘုံဘုံကအဲ့ဒီနှစ်ခုရဲ့ကြားဝါဇုနာပြည်တော်ငါးရနေမြတ်ကြာတာပြင်းနေကနမွေးတာဒါကြောင့်ဘုံဘုံနဲ့ဓမ္မစကြာက မိအကူဖားဖတ်တာငွေချင်းတိုင်ကြောင့်ဘုံမအရှင်လုံးပြီးတယ်နော်ဒါလေးရပို့ပြီးတော့မြင်အောင်ပြောတယ်အခုနမြေတော်မှာတောက်ကြီးဆရာတော်ပြောတယ်လို့တူဝေးနော်စီဝါလဲဆရာဗါလဲတရားလဲဆရာတရားဆရာလည်းဘုံဘုံပြောပြီးသွားပြီဘာနဲ့ဥပမာပေးသွားတာလဲအုံဒီအုံဒီအုံရင်ရခြင်းလဲဆိုရင်အကာသနဲ့ထပ်ပါအဲအုံစံမခွာရင်အုံမခွက်ကြည့်ပြီး ုံမခွက်ခွာရင်အသားပြင်းပါအသားကိုထက်ခွာရင်ဘုံရင်ပြင်းနောက်ဆုံးတရမယ်နော်ထို့တူပဲဘုံလို့ပါလေမခန္ဓာကိုယ်ကြီးနဲ့မကောင်းတာဒုက္ခတွေကိုရှောင်နိုင်ရင်သီလရတာတွေ့အဲတကားစိတ်နဲ့မကောင်းတာတွေဒုက္ခတွေကိုရှောင်နိုင်ရင်ပါလေတမာတိယတနာရမယ်နောက်တစ်ခါအတွင်းသိမ့်ကြောင့်ကြောင်နေရမကောင်းတာတွေခဲနိုင်ရင်ပါလေပညာရတနာရမယ်အဲဘုရားအကြိုက်ဆုံးအော်ပညာရဲ့လေနော်။တုံမြလို့ရတယ်။နော်။ ဟုတ်ပါဟုတ်ကဲ့ပဒမတုဘာသာကဓမ္မတရားချက်ကိုစေကောင်းဝင်ရပါဘောဒတိန္ဒရောဇင်ပရိဒတ်အကောင်ဒုရကောင်တို့ဒီအာရံကထလူကြီးတောင်းနဲ့မာလူကြီးကျုံနတ်အောင်ရှရဏာရီရအောင်ကောင်းဆောင်မှတ်တွေ့ကျူစာရှာမိနိုင်ကြအလေးကိုရတည်